ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Entertainment Channel ကနေအားလုံးကိုပြန်လည်ဆူဆူလိုက်ပါတယ်ဒီနေ့မှာတော့ Joshua Van လို့ခက်ခဲတဲ့ပြိုင်ဘက်နဲ့တခါမှမထိုးဘူးလို့ရင်ခုန်မိတယ်ဆိုပြီးပြောဆိုလာတဲ့ Flyweight တန်းချန်ပီယံ Alexander Pantoja ရဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ပရိသတ်တွေတဲ့ပျောင်ပျောင်လွန်းတဲ့နိုင်ပွဲတစ်ပွဲကိုခန်းစားလိုက်ရတာပါတကယ်ကိုအနှစ်သာရရှိကြည့်မြင်းရှက်ရည်နိုင်ပွဲကိုစားပေါက်လိုက်ရတယ်လို့ပါပဲ UFC လို့ကမ္ဘာအဆင့် number 1ရှိတဲ့ MMA promotion ကြီးမှာကျွန်တော်တို့လိုအရှိတောင်အာရှကနေထွက်ပေါ်လာတဲ့မြန်မာနိုင်ငံက fighter လေးက champion လူ့ခွင့်ရသွားတယ်ဆိုတာအိမ်မက်တောင်မမတ်ထားဖို့ပါဘူးဒီလိုအခင်းအင်းနေဖြစ်လာမယ်လို့စိတ်ကူးလည်းမယင်ခဲ့မိပါဘူး fan ကတော့ဒီနေ့မှာဓာတ်တွေကိုတကယ်လုတ်ပြသွားပါပြီကျွန်တော်တို့ chain fighter လေးကဒီနေ့မှာမြန်မာပြည်သက်တွေကိုအရန်ကိုပျော်ရွှင်ရအောင်ဆန်းဆောင်ရင်ကောင်းနေချပြနိုင်ခဲ့တာပါ မြန်မာပြည်သက်တွေကမကပဲတကမာလုံးကပြည်သက်တွေက Joshua Van Joshua Van ဆိုပြီးကိုဖြစ်နေကြတာပါ Instagram ပေါ်ကြည့်မလား Facebook ပေါ်ကြည့်မလား Fan ရဲ့သတင်းတွေကပလူပြန်နေတာပါပဲကျွန်တော်တို့ Chin Fighter လေးနေနဲ့ Title Show ကိုရရှိသွားပြီဖြစ်တဲ့ကြောင့်မလို့တကမာလုံးကပြည်သက်တွေရဲ့ attention ကိုပိုရလာပြီလို့ဆိုရမှာပါ Fan ha American Fighter number 1 contender နေရာမှာယက်တီနေတဲ့ Brandon Rivera ကိုအကောင်းဆုံးပုံစံနဲ့အနိုင်ပြလိုက်နိုင်ပါတယ် Joshua Ben နဲ့ Brandon Rivera တို့ပွဲကို5 of the night ဖြစ်လဲသတ်မှတ်လိုက်ပါတယ် အစ္စလာမ်မကာရှက်ပါဝင်ချန်ပီယံဟောင်းတွေကမ္ဘာချန်ပီယံကြီးတွေအဆရှိတဲ့ဖိုင်တာတွေကလည်းဒီပွဲထိုးသွားတဲ့ဖိုင်တာနှစ်ယောက်လုံးကိုဝိုင်းမိခုံပြူနေကြပါတယ်။ကျွန်တော်တို့ချင်းဖိုင်တာလေးကိုလည်းဖိုင်တာအများစုကဂုံပြူနေတာတွေ့ရပါတယ်။ကျွန်တော်တို့မြန်မာကုံဆောင်ဖိုင်တာကြီးနှစ်တကွမ်းချန်ပီယံဟောင်းကြီးအွန်လိုင်းအဆင့်ကလေသူ့ရဲ့ဆိုရှယ်မီဒီယာပေါ်ကနေဂျော့ရှွာဘန်ကိုတကူးတကပို့စတင်ကဂုံပြူထားပါတယ်။ခရီးရန်လောက်ဝိမဲ့ဗရိုနီကာကလေဂျော့ရှွာဘန်ကိုအပီပင်ကိုဂုံပြူထားတာပါ။ မြန်မာဖိုင်တာတွေအကုန်လုံးကလည်းဂျော့ရှွာဘင်ရဲ့တိုက်လေရှော့ရရှိသွားတဲ့ပုံမှာအားရဝမ်းသာနေတာတွေ့ရပါတယ်။ဒါကလည်းတကယ်ကိုကောင်းတဲ့မြန်မာတိုက်ခိုက်ရေးလောကရဲ့အလားအလာတစ်ခုပါပဲ။ကျွန်တော်တို့ချင်းဖိုင်တာလေးက Bruno Silva နဲ့ပွဲပြီးမှခြေတောင်းကျတဲ့ရန်ရရှိထားတယ်လို့ဒီပွဲပြီးမှထုတ်ဖော်ပြောဆိုသွားပါတယ်။ဖန်နီနဲ့အခုလိုမျိုးထင်ရရှိတာတော့မှဒီပွဲမှာအကောင်းဆုံး Brandon Rival ကိုတုံ့ပြန်ပြသွားနိုင်တာတွေ့ရပါတယ်။ဖန်ကဒီပွဲမှာဆိုလေခြေကန်ချက်တွေနဲ့အတော်သုံးပြီးကစားသွားတာတွေ့ရပါတယ်။ ။ဘောက်စင်စတိုင်ကြက်ကြနဲ့ခြေကန်ကြက်တွေကိုတိတ်ချထုံသုံးသွားတာတွေ့ရပါတယ်။ဖန်နဲ့ပန်ဒိုဂျာတို့ကအတကန်ဝိုင်းထဲမှာမျက်နှာချင်းဆိုင်တွေ့ဆုံခဲ့ကြပါတယ်။ဖန်ကတော့ပန်ဒိုဂျာကောင်းမွန်လို့နဲ့ချန်ပီယံတယောက်ဖြစ်ကြောင်းဒါမဲ့သူနဲ့သူ့လိုဂျော်ရှွာဗန်ဆိုတဲ့ဖိုက်တာနဲ့မထိုးရသေးပါဘူးဆိုပြီးဇာကနာထိုးသွားခဲ့ပါတယ်။ဘွေဘီမှာ flying weight တန်းချန်ပီယံအလက်ဇန္ဒားပန်ဒူဂျာကလည်းဒီချိန်ရင်ဆိုင်ရမယ့် fighter ကပေါ်သေးသေး fighter မဟုတ်ဘူးလို့အခုလိုမျိုးဖွင့်ဟသွားခဲ့ပါတယ်။ ဂျိုရှုအမန်ကကျွန်တော်ရဲ့ fighter board တစ်ချောင်းလုံးမှာအခက်အခဲဆုံး fighter ပြိုင်ဘက်တစ်ယောက်ဖြစ်လာမယ်လို့ထင်ပါတယ်။ဖန်ဟာအသက်ငယ်နဲ့စွမ်းဆောင်ပြေးဝါးတဲ့ပါဝါကောင်းတဲ့တကယ်ကိုဆရာချတဲ့လူငယ်ခြားတဲ့တယောက်ပါ။နံပါတ်1နေရာမှာရက်တီနေတဲ့ Brandon Rival ကိုတော့ဖြုတ်ချလိုက်တာအံ့အားသင့်စရာပါ။ကျွန်တော်ဒီချာတိတ်နဲ့တွေ့ရတော့မှတကယ်ကိုရင်ခုန်နေပါပြီကျွန်တော်အခုကစပြီးအိမ်ပြန်ရောက်ရင်တော့အပေါ်စားလေးချိန်ကနေလောက်ရမလို့ဖြစ်နေပါပြီဆိုပြီးချန်ပီယံကြီးကဟာတာနောကပြောဆိုသွားခဲ့တာဖြစ်ပါတယ် ဂျိုးရှွာဘန်နဲ့အလက်ဇန်ဒါပန်ဒိုဂျာတို့ရဲ့ပွဲကတကယ်ကိုကြည့်ရတာနှစ်သာရရှိမှာဖြစ်ပါတယ်။ဘရန်နန်ရိုက်ဘယ်လူမျိုးပဲပန်ဒိုဂျာကတော့ရှင်ထိုးမှာမဟုတ်ပါဘူး။သူ့အနေနဲ့ ground game ဘိုင်းမှာခေါ်ကစားပြီး ground game ဘိုင်းမှာခေါ်ကစားမယ်ထင်ပါတယ်။တို့ပေမဲ့တခုသတိထားရမှာကဖန်အကန်ကာရာဖရန့်စ်မဟုတ်ပါဘူး။ဖန်ကတိတ်တောင်းဒီဖန့်စ်မိုင်းလေအညာကြီးကောင်းတဲ့ fighter တယောက်ပါ။ဒါကြောင့်မလို့ဘလို့အခင်းင်းနေဖြစ်လာမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ လိုင်ဝေဒန်ချန်ပီယံကြီးကိုရန်ကဖန်ကိုစွမ်းဆောင်ရင်ကောင်းနေချပြထားနိုင်တဲ့အတွက်အရန်ကိုချီးကျူးနေပါတယ်။ဒေတာတာကတော့ကျွန်တော်တို့ပြည်သက်ဒီနေ့နဲ့ဒီပွဲကမချခင်မှာချီးရှူကြရတော့မှာဖြစ်ပါတယ်။ဒီနှစ်ကုန်ပိုင်းမှာချန်ပီယံလူပွဲမျိုးထိုးသက်ခြင်းလေလို့ပြောဆိုထားပါတယ်။ UFC ကဘယ်ချိန်တော့မှဒီဖိုင်တာနှစ်ယောက်ကို UFC Flyweight Dan Champion လို့ပဲတည်ပေးမလဲဆိုတော့ဆက်လက်ဆောင်ကြည့်သွားကြရမှာဖြစ်ပါတယ်ခင်ဗျာ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာကုန်းဆောင်ဖိုင်တာလေးနေနဲ့ဒီလိုအဆင့်ဒီလိုနေရာမျိုးတီတလန်းလာနိုင်ခဲ့တာတကယ်ကိုခုံယူဝမ်းသာမိပါတယ်။ လာမယ့်ပွဲမှာလည်း Champion ခပတ်ကြီးကိုယူပြီးမြန်မာလန်နဲ့ UFC Champion ခပတ်ကြီးကိုတွဲမြင်မိခြင်းပါသေးတယ်။ဘလို့အခင်းကြီးနေဖြစ်လာမလဲ။ Joshua Benny နဲ့ဘလို့ရလမျိုးပုံဖော်လာမလဲဆိုတော့ဆက်လက်စောင့်ကြည့်သွားကြရမှာဖြစ်ပါတယ်ပရိသတ်များခင်ဗျာ။ပရိသတ်ဒီနေနဲ့ရော Joshua Benny နဲ့ Alexander Pantoja ကိုအနိုင်ယူပြပြီး Champion တအုပ်ဖြစ်လာမယ်လို့ထင်မြင်ဦးစားမိပါသလားမိမိတို့ရဲ့ထင်မြင်ဦးစားချက်တွေကိုလည်း comment မှာဆွေးနွေးပေးခဲ့လို့ရှာပါတယ်ခင်ဗျာ ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။ဒါမယ့်နေ့ဒီမှာလေးတမမီလောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲသာရပျော်ရွှင်မဲ့ကောင်းတဲ့နေ့တစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ။